မော်တော်ကားအတွင်းမှလေသာကွန်ဒက်ဖုန်းနဲ့ CRN တွေကိုပြုပြင်အကြောင်းပြောင်းကာကွယ်ထိန်းသိမ်းတာတွေကို ISO 9001လက်မှတ်ရနိုင်ငံတကာအသိမီနီးပညာတွေနဲ့အတူအကောင်းဆုံးဝန်ဆောင်မှုတွေကို Gala Glo International Myanmar Service Center ကပေးနေပါပြီ။လဲရန်အတိတ်ကတော့အစားထိုးပါပြီ။ဒါပေမဲ့ကျွန်တော်မျှော်လင့်တာလဲရန်ကဘယ်လိုပဲပြောင်းပြောင်းလဲရန်ကိုလာပြီးထိတွေ့တဲ့သူတွေဘယ်လိုပဲပြောင်းသွားပြောင်းသွားလဲရန်ကိုသူတို့မြင်လိုက်တဲ့အမြင်လဲရန်ကိုခံစားတဲ့ခံစားချက်တွေကတော့ ရှိနေပါပဲ။လဲရန်နဲ့ပတ်သက်တဲ့ခံစားမှုရတ္တတွေကိုအစေးတွေအဖြစ်စူးစီးဖော်ပြထားတဲ့အစေးလဲရန်၃စာအုပ်ကိုလဲရန်ကဥထွန်းလင်းချန်လန်းတဲ့ကဥနေလင်းအောင် SCCI ကြောင်းခန်းမှာမိတ်ဆက်ဖြတ်ချင်ပြပါတယ်။အစေးလဲရန်၃မိတ်ဆက်ပွဲမှာပါဝင်ရေးသားကြသူစာရေးဆရာတွေကလည်းတက်ရောက်ခဲ့ကြပါတယ်။အစေးလဲရန်၁နဲ့၂ကိုတော့2017နဲ့2023မှာစီရင်ထုတ်ဝေခဲ့ပြီးရတ္တစာပေပြည့်တဲ့ကြာထင်ရှားခဲ့ပါတယ်။ လဲရန်ဆိုတာခေအဆက်ဆက်ကြောင်းသားလှုပ်ရှားမှုနိုင်ငံရေးတောင်းဆိုလှုပ်ရှားမှုတွေရဲ့ရေတောင့်မြစ်ဖြစ်ခဲ့ပြီးနိုင်ငံအနှံ့ကလူငယ်အများပြားလဲရန်မှာလာရောက်စုစည်းကြပြီးလူငယ်ဘဝကိုဖျက်ဆီးမှုကြတာကိုပြန်လည်အမှတ်ရစီလိုတဲ့သဘောပါလို့စာအုပ်စီစဉ်သူကိုလွင်မောင်မောင်ကပြောပါတယ်ခေဆက်ဆက်လဲရန်ဆိုတာတကယ်ကြောင်းသားရေးခင်းနေတကယ်နိုင်ငံရေးလှုပ်ရှားမှုတွေတကယ်ရေတောင့်မြစ်ကြီးလူဖြစ်ခဲ့တာကိုအဲ့တော့ဒီမှာလာပြီးတော့ လာဆုံကြတဲ့လူငယ်တွေနေရက်ကလူငယ်တွေပေါ့ဒီចောင်းသားလူငယ်တွေလူသမားလူငယ်တွေကြားရှာတွေမျိုးစုံပေါ့အားလုံးကဒီမှာအခုဖက်တန်းခဲ့ဘူးကြတယ်လေအဲ့တော့သူတို့ကြုံခဲ့တယ်သူတို့မြင်ခဲ့တယ်သူတို့ခံစားခဲ့တဲ့ຢာတွေဒါတွေပေါ့ဟိုဘယ်လိုဟောပေါ့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  memory ရဲ့အနေနဲ့ပေါ့သူရေးသားတဲ့ဟာမျိုးတွေပေါ့လေ essay letter 3မှာတော့စာရေးဆရာ25ယောက်ပါဝင်ရေးသားထားပြီးရက်သားစာရေးသူတွေသာမက တချင်းရေးဆရာတွေ၊ကြပြားဆရာတွေနဲ့နေဘက်အသီးသီးကပါဝင်ထားတာဖြစ်ပါတယ်။အစီလက်ရန်သုံးကိုရပစ်စာအုပ်တိုက်ကဖြန့်ချီတာဖြစ်ပြီးကောင်ဝင်ယူထုတ်လုပ်သူကတော့ဆရာနေလင်းအောင်ပါ။ဒီကနေ့ခေတ်လူငယ်တွေကြားစာဖတ်အားနည်းလာပြီးမမိုင်းကြောင်းကိုသိမသိကြတာမို့တချိန်လုံးကလှဲတမ်းမှာလူငယ်တွေဘလူရုံးကန်ဖျက်သန်းခဲ့ကြလဲဆိုတာသိစေချင်တယ်လို့ဆိုပါတယ်။ကျွန်တော်နိုင်ငံမှာပါပြောလို့အခုနောက်ပိုင်းလူငယ်တွေကစာစာဖတ်တဲ့နေရာမှာအားနည်းလာတယ်။အင်းအရင်ကအခု တမိုင်းကြောင်းတွေကိုလည်းတိတ်မတိကြတော့ဘူးပေါ့နော်ကျွန်တော်ဥမာအခုဟိုခဲတန်းဆိုရင်လည်းကျွန်တော်အရန်မျိုးပြဆန်လာတယ်ကြောင်းနဲ့ကြောင်းမတိကြတော့ဘူးနေရလူတွေလည်းအများကြီးလာနေတယ်အဲတိုက်ခန်းတွေလည်းအများကြီးဖြစ်လာတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ကဒီအရင်ကကျွန်တော်လှဲတန်းအဟောင်းကဘလို့ကျွန်တော်ရှင်းတဲ့လှုပ်ရှားခဲ့လူငယ်တွေကဘလို့အယုံခံခဲ့ကြတယ်ပညာတွေဘလို့စီးပွားခဲ့ကြတယ်စာပေတွေဘလို့ဖတ်ခဲ့ကြတယ်ဘဝကိုဘလို့ရင်ဆိုင်ခဲ့ကြတယ် ဟိုဟိုတော့လူငယ်တွေချင်းချင်းကဘယ်လိုရှိရပါတော့ဒါမျိုးလေးတွေကိုဒီကိလူငယ်တွေကိုသိစေချင်တယ်အဲအဲ့အတွက်ကျွန်တော်ကရည်ရွယ်ပြီးတော့ဒီစာအုပ်လေးကိုဟိုထုတ်ဖြစ်တယ်ပေါ့အဆေးလန်တင်းနဲ့ဟိုမမပါခဲ့တဲ့အကြောင်းလေးမပါခဲ့တဲ့စာရေးစရာတွေထပ်ထည့်ပြီးတော့ပေါ့နော်ဒါလည်းထုတ်ဖြစ်တာပါ